်ဘယ်လိုသွားလဲဘာဖြစ်ဖြစ်ဟေးဘောက်စာယူပြီးတော့မိမိကဲစင်ထွက်တယ်လက်ဝမ်းပါဗျာကဲကြောင်းစရာစပိအမကတော့လက်ဝမ်းပါဗျာကဲကြောင်းစရာစပိပါနော်တရားတော့ပိုက်9ပိ30ပါနော်ကရင်မသားတွေဟုတ်ကဲ့ကိုကြီးပွဲပြီးအောင်စောင့်ကြည့်ပါအောင်ဗျာ ကျောင်းဆရာစားပြီးဝေးသွားတယ်နော်ဝမ်းလက်ပါဗျကဲကရင်မရဲ့ခေါင်းစားပြီးဗျနော်ခေါင်းစားပြီးပါပါတယ်လေးပစီကြော်လို့မရဗျကရင်မရဲ့ခေါင်းစားပြီးတလုံးပေါက်သွားပြန်ပြီဗျနော်ဒူးလက်ပါဗျတကယ်ကိုကရင်မရဲ့ခေါင်းစားပြီးတရားတော့နှလုံးထိုးတာနမက်ရသွားပြီဗျ ကျွန်တော်ကကြောက်ကြဲလောက်ပါလို့ဆက်မှာတော့ကောင်းတော့ကောင်းလိုက်တာဗျာလတ်တူပါကဲတိုင်အောင်ခေါ်တော့ပါလေကရင်မတော့ចောင်းစီရဲ့ဘွားအားပါပြီထင်ပြီးတော့နောက်မှာစောင့်ခဲ့ဘွားတော့အရှိမနဲ့ပြုတ်ကြသွားတယ်နော်ကဲအမတ်ကတော့လတ်တူပါဗျာဟုတ်ကဲ့မင်္ဂလာပါဗျာကိုမိုးနိုင်ကြီးခေါင်းစားပိတ်ကတာတယ်ဆိုတော့ဒါလည်းပြောမတတ်သေးဘူးဗျာနော်ကိုကြီး ကဲကြောင်းစရာစားပေးလတ်တူပါကျောင်းဆရာစာပေကတော့ကရင်မရက်ကိုကြည့်နေလိုက်ရပါတယ်ဗျာနော်1 2ပါ1 2ပါဒါလည်းတိတ်မရောက်ဘူး။ကဲ1 2ပါဟာလုံးတိတ်ပါမရတဲ့ဒါလည်းကျောင်းဆရာစာပေကရင်မရက်ကိုကြည့်နေလိုက်ရပါတယ်ဗျာနော်2ဟောဖြစ်သွားပါပြီဗျာ ကဲကြောင်းစရာနမကရေမနမကောင်းလိုက်တာဗျာမိဝါပြီမိပြမိကောင်းလိုက်တာဗျာကရင်မတူဩပါကဲကရင်မနမကြောင်းစရာနမပါဗျာနော် တကယ်ဟိုအဲကြောင့်ချင်းလောကမှာတော့တကယ်ဟိုကရင်မရဲ့ဝမ်းဝမ်းစကေးရလည်းမခေဘူးဗျတော်ရယ်ကဲစင်ထွက်တယ်ဗျနော်တူအောပါဗျ29 26ကဲကျောင်းစရာ29ပါကဲမတ်တူတူအောပါဗျဟေး ကျောင်းဆရာရဲ့စာပေဝေးသွားပြန်ပြီဗျာနော်တူရောပါဗျာမကွာလောက်ထင်တာပဲအဓိကစာပေပဲဗျာကိုရင်နော်ကရင်မခေါင်းစာပေပေါ့ရင်နိုင်မယ်ဟိုဘကကျောင်းဆရာရဲ့စာပေပေါ့ရင်နိုင်မယ်ဒီပုံစံမျိုးပဲဗျာနော်ထိမ့်မိတတ်ဖို့ဆိုတာဟိုအနှင်းငယ်လောက်ပဲရမှာနော်စာပေနဲ့ပဲစကားပြောမှာဗျာကဲကရင်မစာပေကရင်မရဲ့ချုပ်တလုံးပေါက်သွားပါပြီဗျာနော်3 2ပါ3 2ပါဗျာ ကဲကရင်မ၃မှတ်ချောင်းဆရာ၂မှတ်ပါဗျ။ကရင်မရဲ့ချုံစားပြီးဒလုံးထပ်ပေါက်ပြီးတော့42ဖြစ်သွားပါပြီဗျကရင်မရဲ့ချုပ်တရလည်းနှလုံးထိုးကနှလုံးနှမက်ရသွားရယ်เนาะအကဲမက်ကတော့42ပါဗျကရင်မက42ပါ ။ကရင်မရဲ့စာပြေနည်းနည်းလေးဝေးသွားပါနော်ဒူဖိုးပါဗျ။ဆရာလေးနိုင်ပါပါဒါလည်းပြောမတတ်သေးဘူးเนาะအမကနှမနှိမ့်နေတယ်ကေမမာတော့ကေမမာတော့ရောရလား ကဲအမကတော့42ပါနော်ကြောင်းစရာနမခရင်မ၄မှတ်ပါဗျရှုံးတဲ့နေကိုကိုရင်တော့ကြည့်ရတော့တိုင်ကကိုပြောက်တိုင်လားဆိုတော့ဟုတ်တယ်ကိုကြီးအသားမဲနေလို့နော်ကိုပူလေးကကဲအမကတော့24ပါနော်ကြောင်းစရာစားဖိကောင်းလိုက်ပါဗျခရင်မလည်းလစ်လစ်လေးနော်42ပါဗျ ထက်တာထက်တာပြေကဲကရင်မလေးမကျောင်းစရာနှမတ်ဒီကငါပဲမြန်မာပြန်လို့ရတယ်ဟာဟေးကရင်မရဲ့စာပေပိုက်ထိုးသွားတယ်နော်ဒူဖိုးပါဗျကဲမကတော့ဒူဖိုးပါဗျ ကျောင်းဆရာရဲ့စာပေလိုင်းပေါ်မှာတလုံးပေါက်သွားပါပြီနော်3 4ပါဗျာကဲမကတော့3 4ပါဘောင်းလိုက်တာဗျာကရင်မတော့ကျောင်းဆရာရဲ့စာပေကိုရက်ကန်ရက်ကန်နဲ့အကောင်းဆုံးဆုံးသက်သွားတယ်ဗျာနော်တကယ်ကိုကောင်းသွားတယ်ဗျာ ကေမကတော့43ပါနော်ကေမနည်းနည်းထက်လိုက်ပါရစပိတ်ကိုကေမကတော့43နော်ကေမ၄မတ်ចောင်းဆရာ3မတ်ဟေးကဲဇာလေးကူရတယ်ဇာလေးပဲကောင်းလိုက်တာဗျာចောင်းဆရာ3 4 ကဲကျောင်းဆရာ၃မှတ်၊ကရင်မ၄မှတ်ပါဗျာနော်။ဒီပွဲစဉ်ကတော့စာပစ်တွေပဲစကားပြောမှာဗျာနော်ဝမ်ဝမ်ပွဲရတော့။ကဲမကတော့3 4 4 3ကဲကရင်မစာဖိ43ပါ43ပါ ကောင်းလိုက်ကြဗျာကြောင်းစီကပိုက်၅ဘက်တစ်ဆက်ယူနော်ကြံချင်းကိုလိုက်ပုတ်ပါကောင်းလုံးနေဗျာနော်ကဲမက်ကရော43 34ကဲမိထုံးမယ်တဲ့နော်နည်းနည်းလေးမှောင်နေလို့ရဗျာကဲကရင်မ၄မှတ်ကြောင်းစီက၃မှတ်ကြောင်းစီကစားပစ်ပါဗျာကရင်မရှမောက်ကလန်ရေးမိလိုက်နေကော်လေးမနောက်တင်ပါဘူးဗျာ ကဲမကတော့သတိဖို့ပါနော်ကြောင်းစရာစားပစ်ပါဗျအေးတော့ဒီဘက်ကိုလဲကွာနန်းကြီးအောင်ဘုဘပြန်လက်ဟေးကောင်းလိုက်တာဗျာကြောင်းစရာစားပေးခရင်မဘယ်လိုင်းထဲမှာတလုံးပေါက်သွားပြီဗျာနော်4ပါဗျာကဲအမတ်2 4ပါဟေး ကျောင်းဆရာစာပေတစ်လုံးထပ်ပေါက်သွားဖြစ်တဲ့အတွက် fight for ဖြစ်သွားပါပြန်နော်ကျောင်းဆရာတော့သူ့ရဲ့စာပေတွေနဲ့အတူအမတ်တွေရှာဖွေနေတာအခုဆိုတော့တမတ်ကျော်တက်သွားပါပြီ fight for ပါဗျာ fight for ပါကောင်းတယ်ဗျာကောင်းလိုက်တာဗျာကရင်မ4 5ပါ င်းတော့မရဘာမှမပြောဘူးအေးဖိုးခက်ချင်းဒီရက်ပိုင်းနဲ့ပဲကွာကဲလက်လက်ပဲလက်ကျွန်တော်မပြီးရဘူးကဲကရင်မစားဖေးဖိုးဖိုက်ကောင်းလိုက်တာဗျာကြောင်စရာတိုက်ရှင်းဝေးသွားဖြစ်တော့အမတ်တူဖိုက်ဩဘာကဲအမတ်တူဖိုက်ဩပါဗျာနော်ကရင်မငါးမတ်ကြောင်စရာငါးမတ် ကောင်းလိုက်တာဗျာចောင်းစရာ fight all ပြောဘောမီကခုဒေးဘောဘယ်မှာကြည့်ရပြီလဲပြောပြောကဲចောင်းစရာငါးမက်ကရင်မငါးမက်ပါဗျာလိုက်ရှင်လေလိုက်ခဲ့လေကွာငါကြီး ကဲအမှတ်တူ fight all ပါနော်ကျောင်းဆရာ၅မှတ်ခရင်မ၅မှတ်ပါဗျလေကောင်းလိုက်တာဗျာမိဝါပြီပါလာတယ်ဟာမိဝါပြပြီကဲပြန်ဆက်ထားတယ်ခရင်မ ကဲတကယ်ကိုကြောင်းစီရတော့ကရင်မရဲ့ခေါင်းတိုက်ရှင်ရောပါပါနဲ့နဲ့နဲ့စောင့်နေပြီးတော့အကောင်းဆုံးဆုံးတတ်တာကူဆိုတော့တမတ်တက်သွားပါပြီစစ်ဖိုက်ပါဗျာနော်ကရင်မခေါင်းတိုက်မဲ့နေရာကိုကြိုစောင့်ရနော်ဒီဘက်ကမွှေ့ပြန်နဲ့တကယ်ပါနဲ့တယ်နော်ဒီလောကတော့ကျောင်းစီရရဲ့စာပေကရင်မဘယ်တိုင်းနဲ့မှတလုံးပေါက်သွားပါပြီနော်7 5ပါဗျာအရင်တစ်ခါဘယ်သူနိုင်သွားလဲမခတ်ထားဦးထင်တယ်ကိုကြီးကျွန်တော်မသိဘူးဗျာအဲ့ဒါဟမ် ခတ်သေးလားဘုရင်နိုင်လားကြောင်းနိုင်လားအော်ယင်တခါလဲကြောင်းစရာနိုင်တာလို့ပြောတယ်ကိုကြီးကျွန်တော်တို့မသိလိုက်ဘူးပြအောင်မှာအကြောင်းစရာနိုင်တာအရင်သုံးမှတ်ကြောပေးရတယ်တဲ့အခုတော့ तू ကဒူးနာနေလို့လဲပဲခတ်တဲ့ပုံစံမျိုးနော်ပိုက်က9ပေ30ခေါင်းခေါင်းထိုးပါတယ်ဗျာနော်အပုံစံကဲ7 5ပါကဲကြောင်းစရာ9မှတ်ကရင်မှ9မှတ် ကောင်းလိုက်ကြဗျာစာပေကတော့တကယ်ကိုလိုင်းနေနေကြီးပါပဲเนาะအိတ်ဖိုင်နဲ့စိုက်ချင်းသွားပါဗျာเนาะတကယ်ကိုဒီမှာပြီမှာတကယ်ကိုအကောင်းဆုံးကစားသမားဝမ်းဝမ်းတော့စိန်ခေါ်ခက်ရတာကရင်မရဲ့ဇာကိုလည်းတကယ်ကိုလေးစားတယ်ဗျာเนาะကဲအမှတ်ကတော့အိတ်ဖိုက်ပါဗျာတို့ပဲမလဲចောင်းစရာ6တောင်းနာနေရဖြစ်တဲ့အတွက်ပေါ့ပြန်ပြီចောင်းစရာစားဖိ9ဖိုက်ပါဗျာ 9ဖိုက်ပါတကယ်ကောင်းတယ်ဗျနော်စာပေကဆရာလေးစာပေတော်တော်ကြီးကိုလှုပ်လှုပ်တယ်ပေါပြန်ပြီကဲမကတော့တန်ဖိုက်ဖြစ်သွားပါပြီနော်ကျောင်းဆရာ7မှတ်ကရင်မှ9မှတ်ပါဗျ ီးပြပြီးကဲစင်ထွက်တယ်ထိုက်တမ်းပါကဲကရင်မငါမကျောင်းဆရာဆယ်မကဲကရင်မခေါင်းစားပစ်ထိုးမယ်ဗျနော်အနေထားမျိုးကတော့ကရင်မရဲ့ခေါင်းစားပစ်တလုံးပေါက်သွားပြီဗျနော်ကျောင်းဆရာဗေညာလိုင်းထဲမှာကဲမကတော့စစ်တန်းပါဗျ ခင်မကတော့စစ်တမ်းပါကောင်းလိုက်တာဗျာကောင်းလိုက်တာဗျာတန်းစစ်ပါကဲចောင်းសៀសេម៉ាក់កាញម៉ាក់6ម៉ាក់យ៉ាងណា ကောင်းလိုက်ကြဗျာဆရာလေးစာပြေတလုံးပေါက်သွားပြန်ပြီเนาะကရင်မညာလိုင်းထဲမှာ11 6ဖြစ်သွားပါပြန်เนาะ11 6ပါเนาะเจ้าဆရာ17မှတ်ကရင်မ6မှတ်တွေ့စစ်ဖြစ်သွားပါ යි နော်ကြောင်းစရာစားပြီးတလုံးတက်ကလေးပြီးတော့တမတ်ထပ်ယူွားပြန်ပြီနော်တွေ့စစ်ပါဗျတွေ့စစ်တကယ်ကိုချစ်တော့ ဒူးနာနေပြီမဲ့လဲစားပစ်တွေကတော့တကယ်ကိုတွားတော့မဲ့ဗျာနော်တွဲစစ်ပါဗျာကောင်းလိုက်တာဗျာနော်ဒီစားပစ်တွေနဲ့ထိုင်းတွေကိုဒုက္ခပေးခဲ့တာဗျာနော်ကောင်းလိုက်တာဗျာစစ်တွဲပါဗျာစစ်တွဲပါကဲကရင်မ6မက်ចောင်းဆရာ12မက်အဲနဂါးကြီးရဲ့ကဲတကားကြီးဒုက္ခလာပြီစပွဲဟုတ်တယ်ကိုကြီးစပွဲပါဗျာဆရာလေးနဲ့ဆရာလေးပဲဆရာလေးပဲမိွာပြီဒီမှာ ပြောင်းလိုက်တာကရင်မ712ကဲမကတော့712ကဲတိုင်းအောင်ပါတဲ့ကဲကရင်မ9မှတ်ចောင်းစရာ12မှတ်ဟုတ်တယ်ကိုစည်းတာရေး ထိန်ထိန်စပစ်กว่าတယ်อืมကဲအမှတ်ကတော့7တွဲပါကဲဒီလေးပဲပေါ့ဦးဗျာချုပ်စပစ်ကောကောင်းလိုက်ကြဗျာတွဲ7ပါအမှတ်ကတော့တွဲ7ပါအဓိကတော့ချုပ်တွေဖမ်းနိုင်တယ်ခေါ်နိုင်တယ်ကိုပုတ်ဒီပုတ်လေးပုတ်နိုင်တော့ဒါအားတာနေရလို့မြင်တယ်ဗျနော်စာပစ်ကလည်းတော်တော်သွားတယ်လေအဲကြောင့်မလို့ကဲမကတော့12 7ပါဗျာ ပေါ့ပြန်ပြီဟုတ်ဆယ်ဘာဖြစ်သွားပါပြန်နော်ကျောင်းဆရာရဲ့စာပေကတော့ကရင်မဘယ်လိုင်းထဲမှာပေါက်သွားတယ်ပြန်နော်ဟုတ်ဆယ်ဘာမှာဗျအဓိကတော့ဟိုဘက်ကတော့ကရင်မတော့သူ့ရဲ့အာနေတဲ့အောက်ပိုင်းတွေပဲဆရာလေးကတော့ဖျက်ပြီးထိုးနေတဲ့ပုံစံမျိုးပဲနော်ခေါင်းပေါ်ရောက်တော့ကရင်မလည်းခေါ်ပြီးပုတ်နိုင်တယ်တိုက်နိုင်တယ် ကဲကရင်မရက်ကိုကြည့်နေလိုက်ရပါတယ်နော် point 7ဖြစ်သွားပါပြီဗျာနော်ကဲမကတော့ point 7ပါမာကဲကျောင်းဆရာဆလေးမကရင်မခုနှစ်မကဲပြီးဆုံးပါ15မှ9မှနဲ့ကျောင်းဆရာတော့ကရင်မတော့အနိုင်ရရှိသွားနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်